အဲအဲ့တော့ဂျီကားမှာကျွန်တော်ဒီတချင်းဒီဇက်ဝင်ငန်းတွေပါတဲ့အခါမှာကျွန်တော်ဒါဒီတချင်းတွေကိုတကယ်ဆိုနိုင်တဲ့တရုပ်ဆောင်အထိကကျွန်တော်ထားစဉ်းစားလိုက်တယ်စဉ်းစားလိုက်ပြီးတဲ့အခါမှာမမျိုးတန်တာထုံးတဲ့ဥစ္စာဝင်နိုင်တယ်တကယ်ပေးဆိုမယ်လို့ကျွန်တော်ဆုံးဖြတ်လိုက်တယ်ပေါ့နော်ရှိခနဲ့ဂိုင်းရဲ့ရိုက်နဲ့စင်းနဲ့ဝါ တို့စုံနိုင်တယ်ဆိုတာလည်းကျွန်တော်တို့ကဟိုသိနေတယ်ပေါ့အဲ့တော့တို့လေ့ကျင့်လိုက်လို့ရှိရင်တော့အကောင်းဆုံးဖြစ်မယ်ဆိုပြီးတော့ဒါဒါယုံကြည်စွာနဲ့ပေါ့လောက်ခဲ့တယ်ဥမာပေါ့မမျိုးတဏ္ဍာထုံးဆိုလို့ရှိရင်ဒါဒီသချင်းတွေကိုဒါသူအဆိုတင်တဲ့ဆရာတယောက်နဲ့သူလေ့ကျင့်ပြီးတော့မှကိုဒါကျွန်တော်တို့ recording နဲ့လောက်ခဲ့တယ်ပေါ့အဲ့ကကြတော့ကျွန်တော်တို့ဘာအားသာချက်ရှိလဲဆိုတော့ဒီရုပ်ရှင်ထဲမှာပေါ့တခြားတယောက်ဆိုဆိုတော့တယောက်ဆိုတဲ့အတန်ကြီးကိုကျွန်တော်တို့ playback item လောက်နေတာမဟုတ်ဘဲနဲ့ တကယ်ကိုရင်ထဲကနေခံစားချက်တွေမှုတွေအပြင်းနဲ့လိုက်လိုက်လဲလဲဆိုတဲ့ဟန်နီပန်တွေကိုဒါပြ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 မြင်ရမှာပေါ့မိုးစွဲကိုလည်းသတိရပါတယ်ဒါကပါလဲဆိုတော့ဒီပြောတဲ့အလဲဒီမြန်မာ culture ပေါ့မြန်မာယဉ်ကျေးမှုဒီကျွန်တော်တို့ရိုးရတလေးတခုကိုအဓိကကြိုးရိုးထားပြီးတော့ဖန်တီးထားတဲ့ဇာတ်ဆိုတော့လေ ြစ်ဆန်မင်းရဖောက်တော့ဒီလူကမန်းတက်ကကြုတ်အိမ်နဲ့နီးတယ်ဒီတန်နေကြရတာကြုတ်ခေါင်းကိုက်တယ်ဇောင်းနှန်းအလူမလားအဲ့ဇောင်းနှန်းအားလုံးကြုတ်လူမယ်နုပညာဖန်တီးတဲ့သူတယောက်အနေနဲ့ကတော့ကိုဖန်တီးတဲ့နုပညာကိုဒါပြိသက်တွေခြိုက်တယ်သဘောကျအားပေးတယ်ဆိုတော့ပြောတာပေါ့ဗျာဟုတ်ဒီကအောင်မြတ်ဆန်ကြီးကပန်းဝဲလက်ကိုမလွတ်တန်းကိုကင်ထားပါ ့ချင်းအဲ့ဒီတရားတော့ကိုရအမက်ကြရမယ်ပြစ်နေတာချင်းအမတော့ဒီလုံးတွေနိုင်သေးရလားအဲ့တော့ကျွန်တော်တို့ဒီကားမှာပါတဲ့ဒီဒီဇလန်မှာပေါ့လေပါတဲ့ character တွေကိုကျွန်တော်တို့အသေးစိတ်ပေါ့ဘယ်ဇက်ကောင်ကတော့ဘယ်လိုပုံစံဖြစ်ချင်လဲဘယ်ဇက်ကောင်ကတော့ဘယ်လိုပုံစံသွားမယ်ဆိုတာကျွန်တော်နဲ့ဆက်ညွှန်းဆရာနဲ့ဇက်ကောင်ရဲ့ character တွေကိုကြည်ကြည်လည်လည် develop လုပ်တယ်ပြီးလို့ရှိရင်ကျွန်တော်တို့သရုပ်ဆောင်ရွေးတယ် ဒီဇက်လန်းနဲ့ဇက်ကောင်နဲ့အဝင်ခွင့်ရဖြစ်မဲ့တရုတ်ဆောင်တွေကိုကျွန်တော်တို့ရွေးတယ်ရွေးပြီးတဲ့အခါမှာအဲ့ဒီတရုတ်ဆောင်တွေကိုဒီဇက်ကောင်တွေရဲ့ဇယိုက်တဘာဝတွေစိတ်နေစိတ်ထားသူတို့ရဲ့နေထိုင်ပုံကအစအဲ့ဒါကိုကျွန်တော်တို့အသေးစိတ်ဆွေးနွေးတယ်ပေါ့ပြီးတော့သူတို့ကိုလည်းဟိုချစ်ချစ်လဲလဲလေးစားညှိုးနေပေးပြီးတော့ကျွန်တော်တို့လေ့ကျင့်ကြတယ်အဲ့အတွက်ဇက်ကောင်ဇယိုက်တွေနဲ့ဇက်တရုတ်ဆောင်တွေနဲ့အဝင်ခွင့်ရဖြစ်တယ်လို့ထင်ပါတယ်ဟုတ်ငါအလိုမဖြစ်မြောက်လို့ရတော့ နေလေအေးနေရမယ်လို့မထင်ဘူး။ဘာသာတော့အဲအဲ့တော့ဒီကားမှာကျွန်တော်ဒီတချင်းဒီဇက်ဝင်ငန်းနေပါတဲ့အခါမှာကျွန်တော်ဒါဒီတချင်းတွေကိုတကယ်စုံနိုင်တဲ့တရုပ်ဆောင်အထိကကျွန်တော်ထားစဉ်းစားလိုက်တယ်စဉ်းစားလိုက်ပြီးတဲ့အခါမှာမမျိုးတန်တာထုံးတဲ့ဥစ္စာဝင်နိုင်တယ်တကယ်ပေးစုံမယ်လို့ကျွန်တော်ဆုံးဖြတ်လိုက်တယ်ပေါ့နော်သူတို့စုံနိုင်တယ်ဆိုတာလဲကျွန်တော်တို့က ဟိုတိနေတယ်ပေါ့အဲ့တော့သူတို့လစ်ကျင်လိုက်လို့ရှင်တော့အကောင်းဆုံးဖြစ်မယ်ဆိုပြီးတော့ဒါဒါယုံကြည်စွာနဲ့ပေါ့လောက်ခဲ့တယ်ဥမာပေါ့မမျိုးတဏ္ဍာထုံးဆိုလို့ရှင်ဒါဒီသချင်းတွေဟိုဒါသူအဆိုတင်တဲ့ဆရာတယောက်နဲ့သူလစ်ကျင်ပြီးတော့မှကိုဒါကျွန်တော်တို့ recording နဲ့လောက်ခဲ့တယ်ပေါ့အဲ့ကကြတော့ကျွန်တော်တို့ဗာအားတာချက်ရှိလဲဆိုတော့ဒီရုပ်ရှင်ထဲမှာပေါ့တခြားတယောက်ဆိုဆိုတော့တယောက်ဆိုတဲ့အတန်ကြီးကိုကျွန်တော်တို့ playback item လောက်နေတာမဟုတ်ဘဲနဲ့ တကယ်ကိုရင်ထဲကနေခံစားချက်တွေမှုတွေအပြင်းနဲ့လိုက်လိုက်လဲလဲဆိုတဲ့ဟန်နီပန်တွေကိုဒါပြ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 မြင်ရမှာပေါ့မိုးစွဲကိုလည်းတတိယပါတယ်ဒါကပါလဲဆိုတော့ဒီပြောတဲ့အလဲဒီမြန်မာ culture ပေါ့မြန်မာယဉ်ကျေးမှုဒီကျွန်တော်တို့ရိုးရတလေးတခုကိုအဓိကကြော်ရိုးထားပြီးတော့ဖန်တီးထားတဲ့ဇာတ်ဆိုတော့လေ စ္စံမင်းရဖောက်တော့ဒီလူကမန်းတက်ကကြုတ်အိမ်နဲ့နှီးတယ်ဒီတန်နေကြရတာကြုတ်ခေါင်းကိုက်တယ်ဇောင်းနှန်းအလူမလားအဲ့ဇောင်းနှန်းအားလုံးကြုတ်လူမယ်ဒီဇက်ကိုပေးခဲ့ရကျွန်တော်နေဝင်းပြောတယ်ဒီတိုင်းမဲ့ရိုက်ရှင်တယ်လို့ဒီတိုင်းမဲ့ရိုက်ရှင်တယ်ဒီဇက်ကောင်စီရိုက်အတိုင်းမဲ့ရိုက်ရှင်တယ်ဒီလေးရိုက်မလားအာသူဖတ်ကြည့်မယ်ဗျ ဖက်ကြည့်ပြီးတဲ့အခါကျရိုက်မဲ့အကိုဆိုတော့သူလည်းလုံးဝတတိရှိရှိရိုက်ခဲ့တာဟုတ်အရှင်လောင်းလာဝဲမရောင်းနိုင်ဘူးငါသားရောင်းကုန်ပစ္စည်းမဟုတ်ဘူးနေပြန်တော့ကျွန်တော်တို့ဒီကလေးသယောဆောင်ရဲ့လူကြီးသယောဆောင်ရဲ့မဟုတ်ပါဘူးဒရိုက်တာတယောက်နေနေတော့ကိုယ့်ရဲ့သယောဆောင်ဟာကိုယ့်ရဲ့ဇက်ကောင်နဲ့တသားရဲဖြစ်အောင်ကျွန်တော်တို့ကပုံဖော်ဖန်တီးရမှာဒရိုက်တာရဲ့တာဝန်ပဲလေ เนาะအဲ့ဒီတဲ့ခါကျတော့ဒီကလေးသုံးဆောင်တွေကိုလည်းဒါသူတို့လောက်ရမယ်ဒီအခန်းကဏ္ဍအလိုက်ဒါကျွန်တော်တို့ဒါတင် जा လေ့ကျင့်ပြီးတော့ရိုက်ခဲ့တာပေါ့ပြီးတော့သူတို့တွေကလည်းတကယ်ပါမီရှင်လေးတွေပါတကယ်လုံနိုင်တယ်ပေါ့ဟုတ်ဟာမန်တတဲ့မှာလေအေးရွာလေးနဲ့လေအဲ့လိုလူလေးတွေဟာဘာတော်ကြော်တယ်ဟာတကယ်တော့ဒါ ျွန်တော်ကဒီလိုဇလန်းမျိုးပေါ့နော်ဒီလိုပုံစံမျိုးတွေကိုရရတာပိုအားတန်တယ်နော်ပိုအားတန်တယ်မင်္ဂလာမျိုးဖြောမင်္ဂလာမျိုးလောင်းစီတူမင်းနာရောတန်ရဲ့ဒီ presentation ဇာအတော်လာနဲ့ကျွန်တော်သုံးတဲ့သချင်းတွေနဲ့ဒီကျွန်တော်တို့ဒီမြန်မာဆိုင်ရဲ့ဟိုနောက်ကျောပြူပြီးတော့ကျွန်တော်တို့ဇာအိမ်တည်ထားတော့ကွာ ကိုကြိုက်တာကိုကိုဖန်တီးထားတာဗျာတိလားတခါလေကျတော့ကိုကြိုက်တယ်ကိုရိုက်ကိုကြိုက်ဖြစ်မှလည်းစိတ်ပူရတယ်လေနော်ဒါရုပ်ရှင်ဆိုတာအများကြိုက်မှဖြစ်တာဟုတ်အဲ့ဒီခါကျတော့အဲ့ဒီပုံမှာတော့နည်းနည်းလေးတော့ရင်တော့ခုန်တာပေါ့နော်အရန်အခုခေတ်ကဗျာအားလုံးကခေတ်ရှိပြေးနေကြတယ်ခေတ်မှာဒီရိုးရာတွေဒီ tradition တွေကိုပရိသတ်တွေလူငယ်တွေတကယ်ကြိုက်ပါမလားဆိုတော့ရင်ခုန်မှုလေးကတော့ရှိတာပေါ့နော်ဒါအခုဒီနေ့ပြတဲ့အနေထားပုံမှာဒီဟာတွေပုံမှာ အာထူးခြားမှုတစ်ခုအနေနဲ့အတိမတ်ပြုပြီးတော့ကြိုက်ကြတဲ့ချင်းဆိုတဲ့အတွက်ဒါဖန်တီးသူတယောက်အနေနဲ့ရအောင်မြင်ကျင်နေပါဘူး။လူတယောက်ကိုမုန်းလို့တခါမဲတယ်မှာ။နာကြီးစိမ့်နဲ့နှလုံးသားကိုဖြတ်ရိုက်မှာ။အခါခါတည်း။တရုတ်ဆောင်နေဒီကပြောတဲ့ကားမှာပါဝင်ခဲ့တဲ့တရုတ်ဆောင်နေပေါ့เนาะအားလုံးကိုကျေးဇူးတင်တယ်လို့ပြောချင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့အားလုံးအရန်ပြပန်းခဲ့ကြပါတယ်เนาะ။ ဒရိုက်တာရဲ့လောဘအလျောက်ဒီလိုလိုက်ပါပြီးတော့ကြိုးစားရတဲ့အခါကျတော့ပင်မနဲ့ပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်တို့လူတွေအများကြီးနဲ့ရိုက်ရတဲ့ဇာဝင်ခန်းတွေကလည်းပါတဲ့အခါကျတော့လေအချိန်ကြီးပေးခဲ့တယ်အဲ့ဒီအတွက်ကျွန်တော်ယုံကြည်စွာနဲ့လက်တွဲပြီးတော့အကောင်းဆုံးစူးစမ်းပေးခဲ့တဲ့ရုပ်ဆောင်တွေအားလုံးကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်